ထိုင်းမြန်မာနယ်စပ်ရဲ့အဓိကကုန်သွယ်မြို့မြဝတီရဲ့မြို့ဆောင်တပ်အမှတ်295ခြေလင်းတရင်ဝန်းကျင်မှာလက်နက်ကြီးတိုက်ပွဲ ဖြစ်နေတယ်လို့နယ်စပ်သတင်းတွေကဖော်ပြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ဦးဆောင်တဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်လိုက်တဲ့ကနေလီဘီယင်းအောင်မော်ခီစတဲ့စခန်းတွေကနေထိုင်းနိုင်ငံဘက်ကန်စီထွက်ပြေးသွားတဲ့စစ်သားတွေမဲဆောက်ကတဆင့်ခါရယာ295ကိုရောက်လာပြီးနောက် အခုလိုပြစ်ခတ်မှုတွေဖြစ်လာတာလို့ဆိုပါတယ်ခုဆိုရင်ခလာရ295မှာစစ်ကောင်စီအင်အား900ခန့်အထိရှိနေပြီဖြစ်ပြီးအဲဒီကတဆင့်တင်ကန်းကြီးနောင်ဘက်ကို ထိုးစစ်ဆင်ဖို့ပြင်လာတဲ့အတွက်ဒေါ်လာရေးတပ်တွေဘက်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တားဆီးရာကနေအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်နေတာလို့ဖော်ပြပါတယ်မြောက်ဝတီမျိုးဆောင်တပ်ခလာရ295ကို2024ကာလမှာ KNL နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်ပြီးဖြစ်ပေမဲ့နေကြားဆောင်တပ် BGF ရဲ့ဂျာဝင်မှုအရနောက်ပြန်ဆုတ်ပေးထားတာဖြစ်ပါတယ်။တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးဒုတိယဗိုလ်မှူးကြီးတဦးအပါဝင်စစ်သုံးပန်း15ဦးကိုအရက်ကတက်တော် AA ကဖမ်းဆီးရမိထားတယ်လို့ Western News ကဖော်ပြပါတယ်။ မေ30နေ့လပိုင်းကဖြစ်ပွားတဲ့မင်းတက်တောင်ကြီးရွာအနီးတိုက်ပွဲမှာခုလိုဖမ်းမိတာလို့ဆိုပါတယ်။အေအေကတင်ပိုက်ထားတဲ့မင်းတက်တောင်ကြီးရွာအနီးမှာရှိတဲ့ဆက်မှုလက်မှုတင်တန်းချောင်းကိုစစ်ကောင်စီတပ်ဘက်ကထိုးစစ်ဆင်လာစဉ်တိုက်ပွဲဖြစ်ပြီးအခုလိုဖမ်းမိသွားတာလို့ဖော်ပြပါတယ်။အဖမ်းခံရသူဒုတိယဗိုလ်မှူးကြီးရဲ့အမိကကျော်လင်းကြိုင်ဖြစ်ပြီးတိုင်းစစ်ဦးစီးမှုနဲ့တပ်မ17ရဲ့နှီးပြွာမှုဖြစ်တယ်လို့ဆိုပါတယ်။ သူနဲ့အတူသုံးပန်း၁၀ဦးကျော်နဲ့လက်နက်များစွာကိုပါသိမ်းဆည်းရမိထားတယ်လို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့မေ၂၈ရက်ကလည်းနှမ်းဖဲတောင်တိုက်ပွဲမှာအေအေလက်ဖြောင့်တပ်သားတွေရဲ့ပစ်ခတ်မှုကြောင့်တပ်မစစ်တပ်ကဗိုလ်မှူးချုပ်ကျော်မြူအောင်အပါဝင်စစ်သား၅ဦးသေဆုံးခဲ့ပြီးဖြစ်တယ်လို့ဖော်ပြထားပါတယ်။စကိုင်းချီဆိုင်အမှတ်33ချင်းမြန်တက်မှဌာနချုပ်ကို တော်လိုင်းတရီကရှော့တိုက်ဒုံးနဲ့တိုက်ခတ်ရမှာစစ်သား6ဦးသေပြီးပျက်စီးမှုများတယ်လို့ Brave Warriors for Myanmar BWM ကသတင်းထုတ်ပြန်ပါတယ်မေ31မိနစ်ပိုင်းမှာရှော့တိုက်ဒုံး3လုံးနဲ့တိုက်ခိုက်တာဖြစ်ပြီးစစ်သား6ဦးသေတချို့ဒဏ်ရာရဗဟိုကင်းမီလောင် မော်တော်ယာဉ်နှစီးပြက်စစ်သားလိုင်းကမ်းပျက်စီးစသဖြင့်တီထားရတယ်လို့ဆိုပါတယ်ဒီစစ်စင်ရေးကို BWM ကဦးဆောင်ပြီး ရှဲဒူးစကိုင်း No More Dictatorship NMD နဲ့စကိုင်းမျိုးပြပျောက်ကြား Infinity တို့ကပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါလေ။တနင်္လာရီတိုင်းလောင်းလုံးမြို့မှာစစ်ကောင်စီတပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ရွာသား3ဦးသေဆုံးတယ်လို့တဝဲ Watch ကဖော်ပြပါလေ။မေ30မှာစစ်တပ်ရဲ့လက်နက်ကြီးတလုံး လောင်းလုံးမြို့ပြည်တော်သာလမ်းတွေကနေအိမ်ပေါ်ကျလာစဉ်ထမင်းချက်ဖို့ပြင်နေတဲ့တာအဖနှစ်ဦးသေဆုံးတာလို့ဒေသခံတွေကပြောပါတယ်မေ31မှာလောင်းလုံးအနီးကငင်းမော်ကျေးရွာအနောက်ဖက်စီအောင်တော်အဆက်မှာရှိတဲ့ဈေးအနီးကိုလက်နက်ကြီးကျလာပြီးဆော့ကစားနေတဲ့ကလေးအုပ်စုတွေကကလေးငယ်တူသေဆုံးခဲ့ရပါတယ်။လောင်းလုံးမြို့နဲ့စမ်းလန်းကျေးရွာသွားလမ်းပိုင်းရှိလက်ခတ်တောင်စစ်ကောင်စီတာဝါဂုံးကို တော်လိုင်းပူပေါင်းတက်ကမေ30မှာဝင်တိုက်ပြီးမြို့တဲကစစ်ကောင်စီစခန်းတွေကိုလည်းမေ31မှာဝင်ရောက်တိုက်ခိုက်ပါလေအဲ့ဒီလိုတိုက်ပွဲဖြစ်ပြီးနောက်စစ်ကောင်စီတက်ကဒဝဲမြို့ပေါ်ကနေလက်နက်ကြီးနဲ့လှမ်းပစ်တာပင်လယ်ပြင်စီစစ်တင်ဘောကနေလက်နက်ကြီးတွေနဲ့ပြည်ရာကနေအခုလိုအရက်သားတွေထိခိုက်သေးဆုံးရတာလို့ဖော်ပြထားပါလေ ဂရင်းဒီမျိုးသားများကာကွယ်တပ် KNDF ဟာစုဖွဲ့မှုကောင်းတဲ့တက်ကြွဖြစ်လက်တဲ့လူငယ်မျိုးဆက်သစ်တပ်တစ်ခုဖြစ်ပြီး၄နှစ်တာအတွင်းစစ်ကောင်စီစခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ညီတော်မဟာမိတ်သုံးဘွဲ့ကပြောပို့တဲ့သဝန်လွာမှာဖော်ပြပါတယ်မေ31မှာကြာရောက်တဲ့ KNDF လေးနှစ်ပြည့်မွေးနေ့စီပြေးပို့တဲ့သဝန်လာမှာအဲ့ဒီလိုဖော်ပြထားတာပါ KNDF ကထုတ်ပြန်တဲ့ကြေညာချက်မှာတော့ ပြည်သူထောက်ခံမှုအပြေအဝရထားပါရင်နဲ့၄နှစ်ကြာတဲ့အထိတော်လှန်ရေးခရီးကြာရှည်နေမှုအတွေ့မိဘပြည်သူတွေနဲ့ရဲဘော်ရဲဘက်တွေကိုယူသားစွာတောင်းပန်တယ်လို့ဖော်ပြထားပါတယ်၄နှစ်ပြည့်မွေးနေ့အခမ်းအနားတွေကို KNDF တရင်အသီးသီးမှကျင်းပခဲ့ကြပြီးဆရာနာရှင်စနစ်ချုပ်ငြင်းရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်အောင်ပွဲရတဲ့အထိဆက်လက်ချီတက်သွားမယ်လို့ ဖော်ပြထားပါတယ်ခင်ဗျာ။